ဒီကားကတော့ဟိုဟာပေါ့နော်ဟိုတကယ်ဖြစ်ရမှန်ကားဆိုပြီးတော့အဲဒီလိုစပြီးတော့ဇက်ကိုစနားထောင်ရတယ်ပေါ့နော်နားထောင်ရတဲ့အချိန်မှာတတော်စိတ်ဝင်စားစရာလည်းကောင်းပါတယ်အဲဆိုခက်ခက်မှာဆိုတော့ maybe အဲနာမည်လွဲနေပါလိမ့်မယ်တကယ်ဥစားဇက်ကားထဲမှာအဲမမရဲ့ဇက်ကားဇက်ကားလေးတွေထည့်ရိုက်ခြင်းနဲ့ဆိုတဲ့အခါကျတော့ဟိုဟာပေါ့ဟိုဒီဇက်ကားလေးကိုဖြိုက်ဖို့အတွက်လက်ခံလိုက်တာပေါ့နော် ဖြစ်လောက်ဘူးဆိုတဲ့ဟာဘာဖြစ်လဲဘာကြောင့်ဘာဖြစ်လို့အဲ့လိုပြောကြလဲဆိုတော့ကိုမတွေ့ကြုံခဲ့လို့အားလုံးကဟိုသူ့နေသူ့ဟန်နေတော့နည်းနည်းတော့မှားနေကြတာပဲလीเนาะအမုံမြစ်ကခန်းချောက်မှာအချစ်လာလိမ့်မယ်လို့ဆိုပြီးတော့တခြင်းထဲမှာတော့မှာအဲ့ဒါ ဒီစာသားလေးပေးထားတာပေါ့နော်ဒီကားကတော့ဟိုပါပေါ့နော်ဟိုတကယ်ဖြစ်ရမှန်ကားဆိုပြီးတော့အဲဒီလိုစပြီးတော့ဇက်ကိုစနားထောင်ရတယ်ပေါ့နော်နားထောင်ရတဲ့အချိန်မှာတော်တော်စိတ်ဝင်စားစရာလည်းကောင်းပါတယ်အဲဆိုခက်ခက်မှာဆိုတော့ maybe အဲနာမည်လွဲနေပါလိမ့်မယ်တကယ်ဥစားဆိုတော့အဲ့မှာဆိုတော့အခါကျတော့ဩ तू ကတော့တော်တော်ပြောရမယ်ဆိုတော့တော်တော်မာတာတော်တော်အကျော်တော်တော်မာတယ်သူရဲ့ မူရင်းထဲမှာဆိုလို့ရှိရဲ့အဲဟိုဦးတို့ထဲမြိုက်ထားတဲ့ဟိုအเจ้าနေတော်ရှိတယ်။ဟာဆိုရိုက်လဲဆန်းဆန်းမလွတ်နိုင်အဲ့လိုမျိုးအထိပေါ့နော်။အဲ့ဒါအဲ့ဒါဟိုဥစားတော်ကျန်းတဲ့ဥစားတွေလည်းပါတယ်။သူကသူ့ကိုသူတော်တော်စိတ်စိတ်တော်တော်ကျန်းတာ။ဆိုတော့ဟိုစိတ်ဝင်စားဖို့တော့ကောင်းတယ်ပေါ့။ဆိုတော့အဲ့မှာဦးရဲ့ဥစားတစ်ခုကလည်းပါလဲဆိုတော့ ်ဘူးရဲ့မမကြီးပေါ့နော်မမရအခုအသက်ဆိုရအသက်90ရှိပြီအဲခုလေချင်းချင်းမမပဲဥရောနဲ့ပဲတူနေတယ်သူလည်းဟိုစာ16နှစ်သမီးမှာသူအိမ်တော်ကြရတယ်1958ခုနှစ်ပေါ့နော်ဆိုတော့အဲ့မှာ16နှစ်သမီးအိမ်တော်ကြရတဲ့အချိန်မှာရောက်ကမတအားဖိနှိပ်တယ်ရောက်ကမအရန်ဆိုးတယ်အရန်ဖိနှိပ်တယ်ဒါမဲ့ တို့ခေတ်အခါတုန်းကဆိုရင်ဟိုခုက Chinese ပေါ့နော် Chinese ဆိုတဲ့ director Chinese tradition လည်းရှိတယ်လေ Chinese တွေကဘာလဲဆိုတော့သမီးအိမ်အောင်ကြသွားပြီးယင်ဒီဘက်အိမ်နဲ့မဆိုင်တော့ဘူးအဲ့ဒါဒါအဲတကယ် she Chinese တွေဆိုသိတယ်ဒီကဆိုတော့အဲတရုတ်လိုခေါ်ရင်တော့မှဟိုဘက်ကအပြင်လူဒီဘက်ကအတွင်းလူအဲအဲ့လိုဆိုရင်တော့ခေါ်ခေါ်တယ်ဆိုတော့ ဲ့ဒါတစ်ခုရှိတယ်နောက်တစ်ခုကကြတော့ဟိုစပေါ့ဟိုလူကြီးမိဘဆိုရင်ပြန်မပြောအောင်နော်အိမ်သဘောတူလို့ဟလာဟိုချစ်နှုတ်ချစ်ကြိုက်လို့ယူလိုက်ပြီးွားလို့ရှင်ဒုက္ခတွေတွေ့ရတဲ့အခါကျရင်အမေအိမ်ပြန်လာပြီးငိုလို့မရဘူးအမေအိမ်ပြန်လာငိုရင်လည်းအမေအဖေကအဲလုံမပေးဘူးဘာဖြစ်လို့လဲဆိုတော့ဒါသူတို့ပြောရရှိတယ်မကွဲနဲ့ လွယ်ရအောင်အဲအဲ့လိုပဲဟိုစပြောတာပေါ့နော်နေဒါနေနေကိုယ်တိုင်ကြိုက်လို့ရွေးချယ်ထားတဲ့အိမ်တော့ဒါအောင်နေဟိုစဖြစ်ရမယ်အဲဟိုအဆင်ပြေအောင်နေရမယ်ဆိုတဲ့ဥစ္စာမျိုးကဒါလည်းရှိတယ်အဲနောက်နောက်အခြေခံတစ်ချက်နောက်ရှိသေးတာကတော့ဘာလဲဆိုတော့အဲကလေးရလာတဲ့ခါကျရင်တားယောက်ျားလေးပဲလိုချင်တယ်အဲသမီးမွေးရင်အဲတံမိုးမရှိတဲ့ချွေးမှဖြစ်သွားအောင် ဆိုတော့အဲ့လိုအခြေအနေအကြောင်းနေတဲ့မှာမမကတာသမီ9ယောက်ရှိတယ်တာသမီ9ယောက်တဲ့မှာဟိုစာအထက်4ယောက်ကအမကြီးပဲ4ယောက်သမီးကြီးပဲ4ယောက်ငွေတယ်နှစ်နှစ်ကြီးနှစ်နှစ်ငယ်နှစ်နှစ်ကြီးနှစ်နှစ်ငယ်လက်တယောက်ငွေသမီးမွေးတယ်နှစ်နှစ်ဆောင်တယ်နောက်တစ်ယောက်ထပ်ယူတယ်သမီးပဲထပ်နောက်နှစ်နှစ်ဆောင်တယ်သမီးပဲထပ်ရတယ်ဆိုသမီးလေးယောက် တောင်းရရဲဆိုတဲ့အခါကျတော့အဲ့မှာနှိမ်ပြီလေအရန်ကိုနှိမ်ပြီအဲ့ဒါနဲ့လေးနှစ်ချာပြီးတော့မှအဲ့မှာတော့အဲ့မှာပြားမှာဆူတောင်းပြီးတော့အဲ့မှာထိုက်ယူတဲ့အခါကျမှတာอืมနောက်ဆုံးအငယ်ဆုံးပေါ့နော်ဆက်အဲ့မှာဆိုတော့အရန်ကိုဟိုနှိမ့်ဆက်ခံရတယ်ပေါ့နော်နှိမ့်ဆက်ခံရတယ်နှိမ်ခံရတယ်ဆိုတော့အဲ့ဒါဆိုမမဆိုရရှင့် ူကလေဟိုဘယ်လိုခေါ်မလဲမမအညူတော့မထားဘူးဒါမဲ့ तू မမေ့ဘူး तू ကဘာလို့အညူမထားဘူးလဲဆိုတော့ तू နောက်ဆုံးအဲ့ဒီရောက်ခမစုံးတဲ့အထီကို तू ထမင်းဟင်းချက်ကျွေးခဲ့ဟို तू ဟိုစာချူမတယောက်ရဲ့ဟိုတရားအတိုင်းပေါ့နော်နောက်ဆုံးစုံးတဲ့အထီကိုအဲ့ဒါဟိုစာကျင်တာပါလေပြောပြောရင်ချက်ကျွေးတယ်အဲ့လိုမျိုးပေါ့နော်ဆိုတော့ तू ကတော့ အလုံးအပြည့်ဝသူလုပ်ပေးခဲ့တာပေါ့နော်ဒါမဲ့လည်းဟိုသူရောက်ခမနဲ့ပတ်သက်ပြီးတော့သူပြန်ပြောရင်ပြောစရာအကောင်းမရှိဘူးဆိုတော့အဲ့လေဆိုတော့သူလည်းစိတ်ထဲမှာအဲ့နဲ့ဆိုဒီအဲ့သူမမရဲ့သကလုံးလေးတွေရှိတယ်မမသူရန်စိတ်ခံစားရတဲ့အချိန်မှာပြောတဲ့ကလေးလေးရှိရပါတော့ဆိုတော့ အဲအဲ့ဒါနဲ့ဟိုဟာဒီဒီဒီဟာလေးတွေလည်းရိုက်ချင်တယ်ပေါ့နော်အထည့်ရိုက်ချင်တယ်ပေါ့လေတကယ်ကျစီစကားထဲမှာအဲမမရဲ့စကားစကားလေးတွေထည့်ရိုက်ချင်တယ်ဆိုတဲ့အခါကျတော့ဟိုဟာပေါ့ဟိုဒီစကားလေးကိုရိုက်ဖို့အတွက်လက်ခံလိုက်တာပေါ့နော်ဆိုတော့အဲဒီဟိုလို့ခေါ်မလဲဆိုတော့ချွေးမှဒီစကားထဲမှာပါတဲ့ဟိုခက်ခက်မှာ မြင်တာတယောက်တည်းဆိုရင်မဲ့ချွေးမနှစ်ယောက်ရဲ့အကြောင်းပါတယ်ပေါ့တော့အဲ့ဒီလိုမရှိလောက်ဖူးဆိုတော့ကိစ္စကိုလေအာဦးနေနေရတော့ဟိုဘာပြောလဲမဖြစ်လောက်ဖူးဆိုတော့ဟာဘာဖြစ်လဲဘာကြောင့်ဘာဖြစ်လို့အဲ့လိုပြောကြလဲဆိုတော့ကိုမတွေ့ကြုံခဲ့လို့ကိုမတွေ့ကြုံခဲ့ရင်မဖြစ်ဘူးလို့ပဲပြောမှာပဲဟဟလာတည်းရဲ့အချောက်မခံဘူးလေ ရှိပါဘူးကွာတကယ်မရှိပါဘူးကွာလို့ပြောမှာငါနေငါ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 အသက်ရှင်လာတာဟဲ့လားငါနေလာတာပဲအသက်80လောက်ရောက်တခါတည်းချောက်မခံဘူးရှိပါဘူးကွာမျိုးပြောတယ်တကယ်အဲ့လိုပဲပြောမှာဆိုတော့မရှိပါဘူးကွာလို့ပြောတဲ့ဥစားတွေကဒါကတော့ဟိုသူတို့မကြုံခဲ့လို့ပါဒီမှန်နေမှားတယ်ဆိုတဲ့အနေနဲ့ကတော့အဲတချို့ကိစ္စတွေကဟဲ့လားဟို ဟိုဥစားပေါ့မှန်တယ်ဆိုတာကိုယ့်ဘက်ကကြည့်ရင်တော့မှန်တယ်လို့ထင်တာသူ့ဘက်ကကြည့်ရင်ကျတော့မှားနေတာနော်ဒါကြောင့်မလို့သူ့အနေနဲ့သူကသူမှန်တဲ့ဘက်ကနေပြီးတော့သူကပြန်ပြောတဲ့ခါကျတော့ဒီဘက်ကကျတော့ဒါနေကဟလာလူကြီးမိဘကိုပြန်ပြောတယ်ဖြစ်ပေါ့ဆိုတဲ့အတွက်ကြောင့်မလို့ဒီကိစ္စကမှန်တယ်မှားတယ်ဆိုတာကဟိုအဖြေထုတ်ရမယ့်အရာမဟုတ်ဘူးအမှန်ဆိုလို့ရှိရင် အဖြေထုတ်ရမယ့်အရာဟလာဟိုတယောက်နဲ့တယောက်အစဉ်ပြေအောင်ညှိနှိုင်းပြီးတော့သွားမလားဒါမှမဟုတ်ရင်သူ့ရဲ့တတိယလူပေါ့ third person ပေါ့နော်ဟိုစားဥပါဒ်ဆိုရင်အဲဒေါက်တင်နေဆိုဆိုသူ့ရဲ့အမျိုးသားပေါ့သူ့မျိုးသားနဲ့တမမကြကြသူ့မိမကိုလည်းဘလို့ချွေးမကိုလည်းဘလို့အဲအဲ့လိုမျိုးနဲ့ပြန်ပြီးတော့ ဖြစ်ဟိုတဲ့အောင် compromise လုပ်ပေးနိုင်တဲ့အာဏာမျိုးရှိတဲ့သူမျိုးလိုအပ်တာဟုတ်လားမဟုတ်ရင်တော့ဟိုသူမိမပဲ ivo ivo ဆိုရယ်ဆိုရတဲ့ချောမော်ပြောနေတဲ့ဆိုတော့ငါတော့ကောနေမှာပဲဟိုဘက်ကလည်းဟလာဟိုအမရဲ့တနာအမကိုဟိုတနာပြီးတော့ဥစားဖြစ်နေတော့အမကလည်းဟလာငါမှန်တယ်ဆိုပြီးတော့ပဲဒါဥစားဖြစ်နေမှာပဲလीနော်ဆိုရတဲ့အတွက်ကြောင့်မလို့တော့ဒီအချိန်မှာ ဟိုဘယ်သူကတော့ဖြစ်မှန်းတယ်ဘယ်သူကတော့ဖြစ်မှားတယ်ဆိုတာမဟုတ်ဘူးအားလုံးကဟိုသူ့နီးသူ့ဟန်နဲ့တော့နည်းနည်းတော့မှားနေကြတာပဲလीเนาะအဲ့ဒါကိုမှန်းအောင်လမ်းကြောင်းမှန်းအောင်တင့်မှတ်ပေးတဲ့သူ မရှိတော့တစားတစားပူပြီးတော့ဟိုကြီးထွားလာတာပေါ့နော်ဒီအမုန်းတွေကအဲ့ကြောင့်အမုန်းမြစ်တွေအမုန်းမြစ်ကခန်းချောက်မှာအချစ်လာလိမ့်မယ်လို့ဆိုပြီးတော့သချင်းထဲမှာတော့မှအဲ့ဒါ ဥဒီစာသားလေးပေးထားတာပေါ့နော်အမုံမြစ်ဒီခန်းချောက်မှာဖြစ်လာမှာဘာလို့ဆိုအမုံဒီအမုံမြစ်ဖြစ်လာတာလေဟလာအမေဆိုလို့ရှိရင်အချစ်အချစ်ဆိုတဲ့အရာအရန်ဖြူစင်နေလှတယ်သူပြမယ်အဲ့အချစ်ဆိုတဲ့အရာပေါ်မှာ အတ္တဆိုတဲ့အရာကိုထည့်ပေါင်းလိုက်တဲ့အခါကျတော့နော်ကိုအတ္တနဲ့ကိုဆွဲပြီးတော့သူ့သားကိုသူရမ်းချစ်တယ်ငါသားပါငါသားကျန်တဲ့ဟောင်းလို့ဘာမှငါသားလည်းဘယ်သူနဲ့မှငါသားမတန်ဘူး ဟာနင်းနင်းလိုဟာမျိုးကပို့ပြီးတော့တော့မှတခါလေဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့နင်းမီးပစုံမဖမ်းစုံပါညာနဲ့ဆိုတော့ဖြစ်လာတဲ့အခါကျတော့ဒီအတ္တရင်းနဲ့ပေါင်းလာတဲ့အခါလေနောက်ဆုံးထွက်လာတာအမုန်းပေါ့နော်ဆိုတော့ထွက်လာတဲ့အဖြစ်အစဉ်ပဲအဖြစ်ထွက်လာအဲ့ပဲဒီအချစ်ကိုအတ္တနဲ့ပေါင်းလိုက်ရင်တော့အကုန်လုံးမုန်းမထွက်လာဘူးလေနော်ဆိုတော့ဒီရာလေးကို ခုတော့တော့ဒါတင်ပြနေတာပေါ့နော်ဘယ်သူ့ကိုမှန်ပါတယ်ဘယ်သူ့ကိုမှားပါတယ်လို့ဦးနေတယ်ပြောနေတာ